ရှမ်းပြည်ဒုတက်ရေးပါတီ SSPP နဲ့တအံအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့ကြားမှာဒီရှမ်းမြောက်ဒေသမိုးမိတ်မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နှစ်ဖက်ကြားဂျွန်လ23ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ TNL ကဒီ SSPP ရှိတဲ့နေရာဘက်ကိုစစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်လာတဲ့အတွက်တိုက်ပွဲဖြစ်ခဲ့တာလို့ SSPP ကထုတ်ပြန်ပါတယ်။တအံတရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဒီတိုက်ပွဲဟာတအံတပ်ဖွဲ့ကဒီကင်းလဲ့နေတဲ့အချိန်မှာ SSPP ကခြုံခိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင် SSPP က TNLA စစ်ကြောင်းရှိတဲ့ဘက်ကိုလက်နက်ကြီးနဲ့လည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နှစ်ဖက်ကြားတိုက်ပွဲတွေကငြိမ်သွားပေမဲ့စစ်ရေးတင်းမာနေသေးတဲ့အပြင်နှစ်ဖက်စလုံးကအင်အားဖြည့်တင်းမှုတွေရှိနေတယ်လို့ဆိုပါတယ်။ဂျွန်လ15ရက်နေ့တုန်းကလည်းသူတို့နှစ်ဖက်ဟာကြောက်မဲမျိုးနဲ့ဒီဟူးဆုံရွာမှာနေမီကိစ္စအငင်းပွားမှုကြောင့်တိုက်ပွဲဖြစ်ခဲ့ပြီးတော့ PSLF TNLA ဒီတအန်းတက်မတော်ဘက်က2ယောက် ကြဆုံးခဲ့ပါတယ်။၃ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။